မင်္ဂလာပါဖော်ဖော်ရီဗျူးကနေပြန်လည်ကြိုဆိုပါရစေဒီနေ့ကတော့ပုံတမှုနေပေါ့နော်ဒီနေ့ညမှာဆိုလို့ရှိရင်လည်းကစားမဲ့အချင်းမြင်လိ၁၆၁၆တွင်ရှုံတော့အစဉ်ပွဲစဉ်တွေရဲ့ဒါဒုတိယကြိုပွဲစဉ်ရင်ဒီနေ့ညမှာကစားဖို့၄ဘွဲကြံတည်ရပေါ့နော်အဲ့၄ဘွဲကိုဒီနေ့ညမှာကစားမဲ့အဲ့၄ဘွဲလုံးဒီနေ့ဗီဒီယိုမှာကြိုးပြီးတော့သုံးသပ်ပေးပါတော့ ဲ့တော့ဒီပထမဆုံးအနေနဲ့ဆိုလို့ရှိရင်ဒီနေ့ည12:55မှာကစားမဲ့ line နဲ့ဒါတော့မွန်တို့ရဲ့ပွဲစဉ်ပေါ့နော်ဒီပွဲစဉ်ရဲ့အကြီးကိုကျွန်တော်ပြန်ကြည့်တော့ဒီနှစ်သင်းလုံးကဒေဒေဆိုပြီးတော့ကြီးထွက်တာလေဂိုးပေါင်းအနေနဲ့ဆိုလို့ရှိရင်တော့3ဂိုးသွင်း65ပြားရမှဆိုပြီးတော့ကြီးထွက်တယ်ပေါ့နော်အဲ့တော့ဒီ line line ဒီအသင်းကဒါဒီပြီးခဲ့တဲ့တော့မွန်နဲ့ကစားခဲ့တဲ့ပထမကြောပွဲစဉ်အပြီးမှာဆိုလို့ရှင်သူတို့ချားတဲ့မှာမောင်ပေလီယာအသင်းနဲ့ကစားတဲ့1-0နဲ့နိုင်ခဲ့တယ်ဗောနော်အဲ့တော့လက်ရှိမှာဆိုလို့ရှင် line ဒီက ဒါသူတို့ကစားခဲ့ပြိုင်ပွဲဆုံးနောက်ဆုံး၅ပွဲမှာရှုံးပွဲတစ်ပွဲပဲရှိသေးတယ်။အဲ့ရှုံးခဲ့တဲ့ပွဲကကျတော့ PSG ကိုသူတို့4-1နဲ့ရှုံးတာပေါ့နော်။ဒေါမွန်ကကျတော့လေဒါပြီးခဲ့တဲ့ line ကြီးနဲ့ပထမကြောကစားပြီးတော့နောက်ထပ်ပွဲစဉ်မှာဆိုလို့ရှိရင်သူတို့ Ospeten နဲ့ကစားတဲ့သူတို့1-0နဲ့ရှုံးထားခဲ့တယ်ပေါ့နော်။အဲ့တော့လက်ရှိမှာဆိုလို့ရှိရင်ပြိုင်ပွဲဆုံးနောက်ဆုံး6ပွဲမှာဒေါမွန်ကနိုင်ပွဲနေနေဆိုလို့ရှိရင်2ပွဲပဲရယူထားနိုင်ရတာကိုတွေ့ရပါတယ်။ လိုင်းဒီအတင်းကဒါဒီယာဒီမှာဆိုလို့ရှိရင်တို့ရဲ့ချန်ပီယံလိပုံစံကောင်းနေရရထားရပါတော့ဒီပြီးအဲတို့ကစားခဲ့တဲ့ပွဲစဉ်တွေမှာဆိုလို့ရှိရင်လည်းရီယယ်မက်ဒရစ်နဲ့အတလက်တီကိုမရစ်အတင်းတွေကိုလည်းသူအနိုင်ရထားရပါတော့ပြီးတော့တို့ရဲ့ဒါချန်ပီယံလိအိမ်ဝင်ပွဲစဉ်တွေကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်လည်းရှုံးဝဲမရှိအောင်ကစားထားတယ်စုစုပေါင်းအိမ်ဝင်မှာ၄ပွဲကစားထားပြီးတော့၃ပွဲတိတိနိုင်ရခဲ့အောင်တွေ့ရပါတော့အဲ့တော့ဒေဒေအနေနဲ့ကြေးထထားတဲ့ကြေးတစ်ခုမှာကျွန်တော်လိုင်းဒီတုံးမုံမရှုံးအောင်တော့သူအိမ်ဝင်မှာကစားနိုင်နေမယ်လို့ထင်တယ်အဲ့တော့ဒီပွဲမှာတုံးမုံသဘောကျရပါတော့ ီးတော့ဒုတိယတစ်ခုအနေနဲ့ဆိုလို့ရှိရင်တော့ကိုးပေါင်းပေါ့နော်၃ကိုးသွင်း၉၅ပြားရမယ်ဆိုပေမဲ့လို့ကျွန်တော်ဒီပွဲမှာ၉ဟောက်ကိုကြိုက်တယ်ထုံးမုံကစားခဲ့နောက်ဆုံး၆ပွဲမှာဆိုလို့ရှိရင်လည်း၅ပွဲကတန်တင်းမောင်းသွင်းကိုဝင်၃ကိုးအောက်ကိုရောက်ခဲ့တယ်ပြီးတော့ပထမအကြိုတော့ကလည်းဒီတန်တင်းက၁၁တေးကြတာလေဆိုတော့ဒီပွဲမှာလည်းဒီ twin ကိုနေလိမ့်မယ်လို့ထင်တယ်ပေါ့နော်အဲ့တော့၉ဟောက်ကိုကြိုက်တယ်ပေါ့ အဲ့တော့ဟုတ်ပြီဒီနောက်ထပ်တပွဲကကျတော့ဒီနေ့ညဒီနှစ်နိုင်ပွဲမှာကစားမဲ့အာဆင်နယ်နဲ့ဒီ PSV တို့အသင်းတို့ရဲ့ပွဲစဉ်ပေါ့နော်အဲ့ပွဲစဉ်ရဲ့အကြီးကိုကျွန်တော်ပြန်ကြည့်ရင်အာဆင်နယ်ကဒီတကိုးသွင်း45ပြားရှုံးမယ်ဆိုပြီးတော့ကြီးထွက်တယ်ပြီးတော့ဂိုးပေါင်းနေနေဆိုလို့ရှိရင်3ဂိုးသွင်း60ရမယ်ပေါ့နော်အဲ့တော့ဒီပထမအကြော့မှာတော့အာဆင်နယ်က9ဂိုးတကိုးနဲ့နိုင်ခဲ့ရဆိုတော့ဒီပွဲကကျင်းဒီပါအာဆင်နယ်အတွက်ပီယာကင်းကင်းနဲ့ကစားနိုင်မဲ့ပွဲပေါ့နော်အာဒီတာအနေနဲ့ကကျတော့လက်ရှိမှာကစားသမားတွေရဲ့ ဒါပွဲပတ်မှုတန်းအနေရှောက်ရှားနိုင်အောင်ဆိုလို့ရှိရင်ဒီပွဲမှာလူစည်းရင်းကိုဒီအပြောင်းလဲလုပ်ပြီးတော့ပွဲထွက်လာနိုင်တယ်ဒီတစ်ဖက်က PFB အတွက်ကကြတော့လေဒါကအားသာချက်တစ်ခုဖြစ်လာနိုင်တယ်သူတို့အဝေးကွင်းမှာတွင်းကိုရဖို့ကြိုးပြီးတော့ပြင်ဆင်လာလိမ့်မယ်ပေါ့နော် PFB ကပြောလို့ရှိရင်နောက်တဲ့ဆင်းကိုရဖို့ကသူတို့တို့အခွင့်အရေးကမရှိတလောက်နေဝပြီအဲ့တော့ဒီပွဲမှာဂိုးမပေးရဖို့ဆိုတာထက်ဆိုလို့ရှိရင်အတွေ့အကြုံရဖို့ဒီသူတို့တင်တိုက်စစ်ပို့ပြီးတော့ဖွင့်ကစားလာလိမ့်မယ်လို့ထင်တယ်ပေါ့နော်ပြီးတော့ဒီရာဒီချန်ပီယံလိပွဲစဉ်တွေမှာဆိုလို့ရှိရင် PFB အတင်း ဂိုးတွေပွဲတိုင်းနီးပါးဂိုးရခဲ့တယ်ဂိုးမရခဲ့တာသူတို့တပွဲပဲရှိရပေါ့နော်အာဆင်နယ်ကလည်းအင်ဝင်အသာကြရှိရပြီးတော့ကစားသမားအလှည့်ပြောင်းနေလှုပ်လာနိုင်ပေမဲ့လေသူတို့ရဲ့တိုက်စစ်ကတော့ဒီအာရောနေမယ်နေချာမှတော့မရှိဘူးပေါ့နော်ပြီးတော့ဒါ PVP အတင်းရဲ့ဒါအဝေးကွင်းပွဲစဉ်တွေကိုကျွန်တော်ပြန်ကြည့်လို့ရှင်လေပြန်ပွဲစဉ်အဝေးကွင်းနောက်ဆုံး၅ပွဲမှာ၃ပွဲကသူတို့ရဲ့ခံစစ်ပိုင်းကပေကို၃ခုထိခွင့်ပြုပေးထားတာကိုတွေ့ရတယ်ပေါ့နော်အဲ့တော့ဒီပွဲမှာတော့အပြန်အလှန်အတွင်းကိုကျွန်တော်ရည်တွေ့ကြည့်ခြင်းနဲ့ ဒီ3ခုအတွင်း60ရောက်မယ်ဆိုပေမဲ့လို့2သိန်းပေါင်းသိန်းကိုရ3ခုလောက်တော့ရှိလိမ့်မယ်လို့ထင်တယ်ဗောနဒုတိယကြော့ပွဲစဉ်လည်းဖြစ်တယ်ဆိုဂိုးပေါ်ကြိုက်ပါတယ်ဟုတ်ပြီတော့ဒီနေ့ညရဲ့ဒါနောက်ထပ်ပွဲစဉ်တစ်ပွဲရကြတော့ဒီနေ့ညနှစ်နိုင်ပွဲမှာကစားမယ်အက်တလက်တီကိုမက်ဒရစ်နဲ့ရီယယ်မက်ဒရစ်တို့ရဲ့ပွဲစဉ်ဗောနအဲ့ဒီပွဲစဉ်ရဲ့ကြီးကိုကျွန်တော်ပြန်ကြည့်ရင်တော့ဒီအက်တလက်တီကိုမက်ဒရစ်အတင်က level 20ရှုံးစုပြီးတော့ကြီးထွက်တယ်ပြီးတော့ဂိုးပေါင်းအနေနဲ့ဆိုလို့ရှိရင်3ခုအတွင်း 45ပြားရမှာစုပြီးရခြေထွက်တယ်ဗောနော်အဲ့တော့ဒီ Atletico Madrid ကလက်ရှိမှာသူတို့တို့ကအခက်ခဲတဲ့အချိန်ကာလအပိုင်းခြားယူသူတို့ဖျက်ဆီးနေရတာဖြစ်တယ်ဗောနော်ပထမကြော့ Real နဲ့ကစားခဲ့တော့လည်းသူတို့2-1နဲ့ရှုံးတယ်ပြီးတော့ခြားရက်မှာထပ်ကစားတဲ့ Getafe နဲ့ La Liga ပွဲမှာဆိုလို့ရှိရင်သူတို့2-1နဲ့ရှုံးတယ်ဗောနော်ဒါမှမဟုတ်သူတို့ရဲ့အင်ကွင်းပွဲစဉ်တွေကိုကျွန်တော်ပြန်ကြည့်ရင်တော့အင်ကွင်းနောက်ဆုံး12ပွဲမှာ10ပွဲတိတိနိုင်တယ်ပြီးတော့ဒါ Real အသင်းကို တို့ရဲ့အင်ကွဲမှာအိုက်ကန်ကစားခဲ့ရဲ့၅ဘွဲမှာဆိုလို့ရှိရင်လည်း၃ဘွဲတိတိအတလတီကိုမရီအတရနိုင်အောင်ကစားထားရပါတော့။ဒီတစ်ဖက်ကရီယယ်မက်ထရီကိုကျွန်တော်ပြန်ကြည့်နော်။ဒီယာဒီမှာဆိုလို့ရှိရင်ရီယယ်ကပုံစံကောင်းတချို့တော့ရှိခဲ့ဆိုပေမဲ့လည်းအသိဉာဏ်ကြီးနေတွေ့ရင်တို့တော်တော်လေးကိုရုံးကန်ရတယ်။ဒီယာဒီမှာဆိုလို့ရှိရင်ဒါလာလီဂါမှာဆိုလို့ရှိရင်ဒီအသိဉာဏ်ဖြစ်တဲ့ဘာစီပေါ့နော်။ဘာစီနဲ့ဆိုလို့ရှိရင်ရီယယ်ကဒီယာဒီမှာနှစ်ချိန်တွေ့ရတယ်။လီဖလာဘွဲစီမှာတစ်ချိန်၊လာလီဂါမှာတစ်ချိန်နှစ်ချိန်လုံးရှုံးထားရပေါ့နော်။ပြီးတော့ လာလီဂါရဲ့အဆင့်128ဝင်တဲ့အသင်းနေနဲ့ကစားခဲ့တဲ့ဝေးကွင်းပွဲစဉ်တွေမှာဆိုလို့ရှိရင်ရီယယ်က၅ဝက်တိတိနိုင်ဝဲလုံးဝမရသေးဘူးပေါ့နော်အဲ့တော့ဒီပွဲမှာအတလက်တီကိုမက်ဒရစ်ကဒီနိုင်ဝဲလိုတယ်ပေါ့နော်ဒီပထမကြောကလည်း2-1နဲ့ရှုံးခဲ့ဆိုတော့ဒီပွဲမှာမဖြစ်မနေရီယယ်ကိုသူတို့ရဲ့အိမ်ကွင်းမှာအနိုင်ကစားဖို့လိုတယ်ပေါ့နော်အဲ့တော့ဒီပွဲမှာတည်ရချင်20ပဲရှုံးမယ်ဆိုပေမဲ့လို့ကျွန်တော်ဒီအတလက်တီကိုမက်ဒရစ်တင်းကိုသဘောကျတယ်ပေါ့နော်အဲ့တော့တီကိုဒီနေ့ပွဲချင်းမှာဒါရွေးချယ်ပေးခြင်းနဲ့ပေါ့ ဟုတ်ပြီတော့ဒီနောက်ထပ်ပွဲစဉ်ရကျတော့ဒီနေ့ညဒါ2နိုင်ပွဲမှာပဲကစားမယ် SMB လာနဲ့ Blue Jet တို့ရဲ့ပွဲစဉ်ပေါ့နော်အဲ့တော့ဒီ SOB လာအတင်းကဒါပြောလို့ရှိရင်ပထမအကြော်မှာသူ3-1နဲ့နိုင်ခဲ့တယ်။တော်တော်လေးကို impressive ဖြစ်ခဲ့တယ်ပေါ့နော်။လက်ရှိမှာဆိုလို့ရှိရင်လည်း B လာကဒီ2-6သာရနေပြီနော်။ဒီဒီဒီပွဲစဉ်ကသူတို့ရဲ့အိမ်ကွင်းမှာကစားမှာလည်းဖြစ်တာကြောင့်အသာချက်တွေအများကြီး B လာမှာရှိနေတယ်။ ဒါမဲ့လို့ဒီ SUV လာအတင်းကဒါဘီလာပတ်မှာကစားခဲ့တဲ့နောက်ဆုံးဆက်တပွဲကိုကျွန်တော်ပြန်ကြည့်သူတို့ clean sheet ယူနိုင်ခဲ့တာတပွဲပဲရှိတယ်ပြီးတော့ဒါသူတို့အတင်းကဒါဒီ Champion League ပွဲစဉ်တွေကိုဒီဘီလာကစားခဲ့တဲ့ Champion League ပွဲစဉ်တွေကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်တပွဲမှာနှစ်သင်းပေါင်းအတွင်းကိုအရာက3.75လောက်ရှိရှိတယ်ဗောနဒါကပြောလို့ရှိရင်နှစ်သင်းပေါင်း၄ဂိုးလောက်ထိရောက်နိုင်တဲ့အနေအထားတစ်ခုတွေ့ရတယ်ပြီးတော့ဒီ Blue Jet အတင်းကစားခဲ့တဲ့ ပြိုင်ပွဲဆုံးနောက်ဆုံး၁၂ပွဲမှာဆိုလို့ရှိရင်လည်း၁၁ပွဲကဘိုဒင်းတူစကိုရာဆိုလို့ရှိရင် yes ဖြစ်ခဲ့တယ်ပြီးတော့ဒီ Aston Villa တင်းကစားရဲ့နောက်ဆုံး၄ပွဲမှာဆိုလို့ရှိရင်လည်း၃ပွဲကဘိုဒင်းတူစကိုရာဆိုလို့ရှိရင်လည်း yes ဖြစ်ခဲ့တယ်ပေါ့နော်ပြီးတော့ Villa က Champions League ပွဲချင်းတွေမှာဆိုလို့ရှိရင်နောက်ဆုံး၄ပွဲမှာ၃ပွဲကသူတို့ရဲ့တိုက်စစ်က twin goal ၃ goal ဒါမှမဟုတ်၃ goal ထပ်ပူပြီးတော့ twin ယူနိုင်ခဲ့တာကိုတွေ့ရတယ်။ပြီးတော့ club bridge တင်ကစားခဲ့တဲ့ chain mail ကြီးနောက်ဆုံး၄ဝဲကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်၄ဝဲလုံးက boarding to score ရဆိုလို့ရှိရင် yes ဖြစ်ခဲ့တဲ့အပြန်လွှဲသွင်းကိုရှိခဲ့တယ်ပေါ့နော်။ပြီးတော့သူတို့တင်ကစားခဲ့တဲ့ chain mail အဝေးကွင်းနောက်ဆုံး၅ပွဲမှာဆိုလို့ရှိရင်လည်း club bridge တင်ကသူတို့တိုက်စစ်က twin ကိုရအောင် twin ခဲ့တယ်ပေါ့နော်။ဒါမလို့ club bridge ကသူတို့ကစားခဲ့ရဲ့အဝေးကွင်းနောက်ဆုံး champion league ရဲ့အဝေးကွင်းနောက်ဆုံး league ကိုကျွန်တော်ပြန်ကြည့်ရင် league လုံးသူတို့ရဲ့ခံစစ်ပိုင်းရဲ့ပြီးကို ခွင့်ပြုပေးတာတယ်အဲ့တော့ဒီဘွဲမှာပြန်လည်သွင်းကိုရှိလာလိမ့်မယ်လို့ထင်တယ်ဗောနော်3ကိုသွင်း55ပြရရမယ်ဆိုပဲဂျေးတခုမှာကျွန်တော်5ပေါ်သဘောကြရဲအဲ့တော့ဒီနေ့ညရေဒါနောက်ဆုံးပွဲစဉ်အနေနဲ့ဆိုလို့ရှင်ဗီလာနဲ့ဘရူဂျက်တို့ရဲ့ပွဲမှာကျွန်တော်5ပေါ်ရွေးချယ်ပေးလိုက်မှာပေါ့